မန်စီအသင်းတိုက်စစ်မှုဟာလည်းအားဗီလာရီရဲ့အသင်းကိုနှစ်ဂိုးကိုမရှိတဲ့နိုင်ရခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာအသင်းအတွက်တဂိုးသွင်းယူခဲ့ပြီးနောက်ပေါ်တူဂီအသင်းကောင်းဆောင်ရော်နယ်ဒိုရဲ့ဂိုးသွင်းစံချိန်မှတ်တမ်းနဲ့တူညီသွားခဲ့ပါတယ်။ဟာလန်အားဒီဘက်မှာဂိုးသွင်းယူခဲ့တာကြောင့် နော်ဝေနဲ့မန်စီးတီးအသင်းတွေနောက်ဆုံးစားခဲ့တဲ့ဆက်နက်ပွဲဇတိုက်ကိုသွေးယူနိုင်ခဲ့တာပါအဲဒါကြောင့်ဟာလန်ဟာ2018ခုနှစ်ကဘရန်ဒိုရီးအသင်းမှာကစားချိန်ဆက်နက်ပွဲဇတိုက်ကိုသွေးယူနိုင်တဲ့အစံချိန်နဲ့တူညီသွားခဲ့တာဖြစ်ပါတယ်ဟာလန်ဟာဒီဆက်နက်ပွဲမှာ22ဂိုးတီးအသွင်းယူထားပြီးအကောင်ဆုံးပုံစံတွေပြသထားတာပါအသက်25နှစ်အရွယ်ရှိဟာလန်ဟာဒီအာဒီမန်စီးအသင်းကစားခဲ့တဲ့ပွဲတွေမှာစပါးအသင်းရဲ့ပွဲစဉ်ကလွယ်ပြီးကျန်တဲ့ပွဲတိုင်းကိုအတွင်းကိုအတွင်းယူထားတာဖြစ်ပါတယ်ဟာလန်ဟာဒီအာဒီမှာမန်စီးအသင်းအတွက်ဆက်တဲ့ပွဲပေါင်းကစားထားပြီး15ဂိုးအတွင်းယူထားတာပါ ဟာလန်ကသူဟာပွဲမတိုင်မီကြိုတင်ပြင်ဆင်ထားခဲ့တဲ့အရာတွေကြောင့်ပွဲတွေမှာအဆင်သင့်ဖြစ်နေခဲ့ရလို့ထင်ကြောင်းနဲ့ဂျိုပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါအဆင်သင့်ဖြစ်နေဖို့လိုတယ်လို့ပြောခဲ့ပါဗျ။မန်စီအသင်းဒီပြဂွာရီလာကနိုင်ပွဲရခဲ့တဲ့အတွက်နဲ့ဟာလန်ထပ်ပြီးဂိုးသွင်းနိုင်ခဲ့တဲ့အတွက်ကျေနပ်တယ်လို့ပြောခဲ့တာပါ။မန်စီအသင်းဟာဒီအသီးချန်ပီယံလိဖေ့ပွဲစဉ်၃ပွဲကစားပြီးမှနှစ်ပွဲနိုင်တစ်ပွဲသေးရမက်9ပွဲနဲ့မဘေးစရာအဆင့်9နေရာမှာရပ်တည်နေပါဗျ။ဒါအပြင်မန်စီအသင်းဟာ ပရီးမီးယားလိပြိုင်ပွဲမှာထိတ်ဆုံးနေရာကနေဦးဆောင်နေတဲ့အာဆင်နယ်အသင်းနဲ့၃မှတ်အကွာအဆင့်နဲ့နေရာမှာရပ်တည်နေတာပါ။မန်စီးအသင်းဟာလာမယ့်ပရီးမီးယားလိပွဲစဉ်အဖြစ်အက်စတရိုမီလာအသင်းအိမ်ဝင်သွားရောက်ရှင်ပြိုင်ရမှာဖြစ်ပါတယ်။